မြန်မာနိုင်ငံမှာတမရော်ကိုမုန်းတဲ့သူမှန်သမီးကတမရော်မကောင်းဘူးပြောတဲ့မှုမှန်သမီးကတမရော်ကြောင့်ဘာမှမသိဘူးတမရော်ကောင်းဆောင်နေတဲ့အကြောင်းကိုဘာမှမသိဘူးတမရော်ရဲ့မူတွေလှုပ်တော့လုံလို့မသိဘူးသူများပြောသမီးယုံပြီးတော့တမရော်ကိုမုန်းတာတကယ်ကတမရော်ကမုန်းစရာဘာမှမရှိဘူး အကုန်လုံးကလူသားတွေကြီးပဲလူသားတွေအမားယွင်းတော့ရှိတယ်အဲ့ဒီအမားတိုင်းကိုအမုန်းလို့ပြောမုန်းလို့မရဘူးဘာဖြစ်လို့လဲဆိုခင်ဗျားတို့အဓိကတက်မတော်ကြောင်းကိုလစ်လာခြင်းတက်မတော်ရဲ့မူတွေလှုပ်ဆောင်ချက်တွေကိုအခြေခံကိုသိခြင်းအိမ်ဆောင်စုကခစ်ကိုပဲလိုက်ကြည့်အိမ်ဆောင်စုကခစ်မှာတက်မတော်ရဲ့လှုပ်ဆောင်ချက်တွေလိုက်လေ့လာကြည့်မင်းကလည်းကွာဂျင်းကြော်လေးတခါလာလဲမဲပြပစုတခါလာတဲ့ဒီနောက်ကြောင်းလောင်းလောင်းကိုပြောရည်လားလောင်းလောင်းကိုပြောရတယ်ကျွန်တော်ကကိုယ့်ရဲ့အားနေချက်အားစားချက်ကိုမသိဘဲနဲ့ရှေ့ဆက်ပြီးတော့ သွားလို့မရဘူးအဲ့တော့လောင်းလောင်းအိဇောက်ဆိုရခေကိုကြည့်ကြည့်လိုက်လို့ရှင်ဦးဦးနေဝင်းကြီးကိုဘာဖြစ်လို့အာနာလွှဲရတာလဲအဲ့ရစကြည့်အဲ့ဒီရစကြည့်ရှင်းပြီလားအဲ့ဒီမှာဦးနုလက်ထက်မှာဦးနုကမနိုင်ဘူးဗျမနိုင်တဲ့ခါကျတော့အဲ့ဒီမှာနေဆက်တွေမှာအခုလိုပဲအခုလိုပဲနေဆက်တွေမှာတရားတွေဝါတရားလေးဝါလေးနဲ့တားပြီးတော့ဝါတာဂိတ်တွေဝါလေးနဲ့တားပြီးတော့အဲ့လိုစကြေးကောက်တာတွေပါအဲ့ဒီဟာဦးနုခိတရဲ့ ိုးပါလီမန်ဒီမိုဒီမိုကရေစီခေတ်တည်းရရှိတာအဲ့ဒီမှာမနိုင်ဘူးမနိုင်ဘူးအမှဦးနူကနေပြီးတော့စာပိုက်ပေါင်း9ပိုက်ပါတယ်စာတစ်စောင်စရေးပြီးတော့ဦးနေဝင်စာပို့တာအဲ့ဒီမပို့ခင်မှာသူကလွှတ်တော်မှာပါလီမန်လွှတ်တော်မှာဦးနူကလွှတ်တော်အမတ်တွေကိုပြောတာကျွန်တော်တို့ဒီအချိန်မှာအကူအညီတောင်းစရာကျွန်တော်အကူအညီတောင်းစရာဒီတာဝန်တွေကိုပေးဖို့ဘယ်သူမှမရှိဘူးခင်ဗျားတို့ပြည်သူတွေကိုကြည့်အောင် ခင်ဗျားတို့ပါတီတွေဘာမှအားမကိုရဘူးခင်ဗျားတို့ပြည်သူတွေတယောက်တစ်ပေါင်းနဲ့အမှလွတ်တော်မှာ तू ဆူတာအမတ်တွေအကုန်လုံး तू ဆူတာဥနုကအာနော်အဲ့ဒါဥနေဝင်မတက်သေးဘူးနော်ဆူတာအမတ်တွေပြီးလဲပြီးရောဘာဖြစ်လဲကျွန်တော်တို့ပြည်သူတွေကဒီလိုလိုတွေဖြစ်နေတယ်အဲ့တော့ပြည်သူမကောင်းပြည်သူတွေမကောင်းဘူးဗောနော်ပြည်သူတွေမစီယုံပြည်သူတွေဘေးဒုက္ခကြတာကိုသူကပုံမြင်လေးနဲ့ပြောတယ်ဗျပုံမြင်လေးရဲ့နာမည်က အရေးကြုံဖိုးသူတော့တဲ့အရေးကြုံဖိုးသူတော့ကျွန်တော်ပြန်ပြောပဲဒီပုံမင်းကကျွန်တော်ခဏခဏပြောအရန်ကောင်းလို့အရန်လည်းအရေးကြီးတဲ့ပုံမင်းမဟုတ်အဲ့ဒီအချိန်မှာပြည်သူတွေဘယ်တော့ကဖြစ်နေတာအဲ့မှာလွတ်ပါလီမန်မှာသူကပြောတာအရေးကြုံဖိုးသူတော့တဲ့ဖိုးသူတော့တယောက်ပြောင်းရင်းနဲ့ဝင်လာပြောင်းမှုခိုးစားတယ်ပြောင်းမှုစီးရမကောင်းဘူးစားလို့အဲ့ဒီမှာသူညီးတယ်ဟာ မြေဆောင်ဟိုမြေကြီးကလည်းမကောင်းလားမသိဘူးမြေဩဇာမရှိဘူးလားမသိဘူးတောင်းဖို့ကစားမကောင်းဘူးအဲ့မှာမြေဆောင်နံမင်းကထွက်လာဟဲ့အောင်ဖိုးတူတော့မင်းငါကိုအဲ့လိုပြောတာတော့မကောင်းပါဘူးကွာမိုးမရွာပဲနဲ့ငါမြေစီဩဇာဘလို့ကောင်းပါလဲဟာဒါလည်းဟုတ်တာပဲအဲဒါဆိုမိုးကဘာလို့မရွာရတာလဲအဲ့မိုးနံမင်းကြီးကထွက်လာဟဲ့အောင်ဖိုးတူတော့မင်းငါကိုဘာတွေပြောနေရလဲမိုးကရွာကျင်နေရွာလို့မရဘူး ဂျိုသွားဂျိုလာကောင်းမှာမိုးကရွာလားဆိုမိုးနဲ့မရတယ်ပြန်ပြောဟာဒါလည်းဟုတ်တာပဲဒါဆိုဂျိုသွားဂျိုလာဘာလို့မကောင်းရတာလဲအဲ့မှာဂျိုစောင်းနဲ့မကြီးကထွက်လာဟဲ့အဖိုးသူတော့မင်းကိုယ်တိုင်ကသူများပြောင်းမှုခိုးစားနေတာဂျိုသွားဂျိုလာဘယ်လိုကောင်းမှာလဲဆိုပြီးတော့အဖိုးသူတော့အရှုံးပေးလိုက်ခင်ဗျားတို့အဲ့ဒီမှာဥနေဝင်ကဟိုဥနုကအမှလွတ်တော်မှာအဲ့ဒီပုံပြပြောတာ ခမရတို့ပြည်သူတွေခမရတို့လွတ်တော်အမတ်တွေခမရတို့စောက်သုံးမကြတိုင်းသူများမကောင်းဘူးပြောပြနေကိုယ့်ရဲ့မျက်ကြည့်ကိုကြည့်ကြလို့ပြောတာပဲအရေးကြုံဖိုးသူတော်ပုံမေလေးอ่ะအဲ့တော့ကျွန်တော်ကဒီတာဝန်ကိုတာဝန်ပေးရမယ်သူမရှိဘူးနိုင်ငံကိုပြန်ထိန်းချောဖို့အတွက်ကိုခမရတို့တယောက်တစ်ပေါက်နဲ့လုံနေတော့မရဘူးတယောက်ကိုတော့တီးသန့်တာဝန်ပေးဖို့လိုလိမ့်မယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူတူနိုင်ငံတာဝန်ကိုတကယ်ထမ်းပြီးတော့ယုံလဲယုံကြည်စရာရှိလဲအားလဲအားကိုးရတယ် ဗိုလ်ချုပ်အောင်စန်းပြီးရင်ဒုတိယတပ်မတော်ခေါင်းဆောင်ဦးနေဝင်းပဲရှိတယ်။ကျုပ်အဲ့ဒီဦးနေဝင်းတာဝန်ပေးဖို့လိုအပ်တယ်။ခင်ဗျားတို့ထောက်ခံကြဆိုပြီးတော့လွှတ်တော်မှာပြောတာ။အဲ့ဒီကနေအိဆောက်ဆိုးကစတက်လာတာ။အဲ့ဒီခင်မှာရှိတဲ့ဥစားတွေခင်ဗျားတို့လိတ်လာကြ။ဒါဆိုရင်တပ်မတော်ကိုမုံတင်လား။တပ်မတော်ကကောင်းခဲ့သလားဆိုတာအိဆောက်ဆိုးကမှစတိပြီးတော့ခင်ဗျားတို့ဘာဖြစ်လို့တော်လိုင်းကောင်းစီတက်လာရတယ်လဲဆိုတာခင်ဗျားတို့ထက်လိလာမိလိမ့်မယ်။အဲ့ကကြရင် ဆိုရှယ်လေးဥပဒေကြီးပေါ်လာပြီးတော့နဝတနာဘအစိုးရကြီးဘာဖြစ်လို့ပေါ်လာရလဲဆိုတာခင်ဗျားတို့ထပ်သိလိမ့်မယ်ဟုတ်ပြီလား